မြန်မာထူးဆန်ရန်ကုန်ရုံးချုပ်ကနေပြန်လည်ကြိုးဆိုပါရခင်ဗျာဒီနေ့မှာတော့မြန်မာထူးဆန် customer ကြီးတွေအတွက်ထူးမိတ်ဆက်ပေးခြင်းတဲ့ကားကြီးကတော့ Fallen F4 682တန်း10ဘောက်ကားကြီးပဲဖြစ်ပါတယ်ပထမဦးဆုံးချက်အနေနဲ့ကားရဲ့အချက်လက်တွေကိုရှင်းပြပေးသွားပြီးတော့ဒုတိယချက်အနေနဲ့ကားရဲ့အားသာချက်တွေအသုံးဝင်ပုံတွေကိုရှင်းပြပေးပြီးတော့နောက်ဆုံးချက်အနေနဲ့ကတော့အာမခံအကျိုးခံစားခွင့်တွေကိုပါရှင်းပြပေးသွားမှာမို့လို့ကျွန်တော်တို့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ကားရဲ့အချက်လက်တွေအနေနဲ့ကတော့အင်ဂျင်ကိုတရုတ်ပြည်မှာကြီးထုံးနာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yuchai Matsuzei ၄ရောင်တရရှိအင်ဂျင်ကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်ခင်ဗျာငင်းကောင်အင်ဂျင်တွေကတော့140 horsepower ရှိပြီးတော့ kilowatt အနေနဲ့103 kilowatt cc အနေနဲ့ကတော့၄ရောင်နေရာ cc ရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ အေဂျင်က first floor supercharger တာပေါ် water cooling system RBN 2800 maximum draw ကို420ထိထုတ်ပေးရဆိုတော့ share ပဲပေါ့ဗျာအဲဒီမှာ share ထဲကျင်တဲ့ကားဆရာကြီးတွေအတွက်ကတော့ low bike gear ဘက်ကိုတက်ဆင်ထားပေးပြီးတော့ရှေ့ gear 8ချက်နောက် gear 2ချက်နဲ့အတူ ground bike ကြီးကတော့6.33ဖြစ်ပြီးတော့82 km ရှိကိုမောင်းနေနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကားကြီးလေးရဲ့အတိုင်းအတာအနေနဲ့ကတော့အလျား22ဘေးနဲ့3လက်မှာအနံ9ဘေးနဲ့8လက်မှာအမြင့်9ဘေးနဲ့1လက်မှာရှိပြီးတော့နောက်ကုန်တင် body အနေနဲ့ကတော့အလျား 73ပေနဲ့6လက်မှအနန်း9ပေနဲ့8လက်မှရှိပြီးတော့အမြင့်အနေနဲ့ကတော့4ပေရှိမှပဲဖြစ်ပါတယ်။စီကလန်စီဝင်ဆက်မှုအနေနဲ့ကတော့140လီတာတီကိုဝင်ဆက်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ကားရဲ့အားသာချက်အနေနဲ့ကတော့စမက်ကြီးနဲ့အမှန်တင်ချပြုလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ကျယ်ဝင်းတဲ့ခေါင်းခဲကြီးရှိပြီးတော့တက်တောက်တက်တော့ဘောင်းနေလို့ရမှာပဲဖြစ်ပါတယ်။ မှန်တင်ချဆိုလို့ရှိရင်လည်းပါဝင်တို့ခလုတ်နေပါခင်ဗျာအဲဂေါ်ဖန်ခလုတ်အနေနဲ့ကတော့လေးစင်ပါပြီးတော့အဲဂေါ်ကတော့ရှယ်ရေးတယ်ဗျာနောက်ပေါ်ရီတင်ချဟိုက်ဒရိုလစ်စနစ်ကို AC ခလုတ်နေဆိုတော့ကားစရာကြီးတွေအတွက်တက်တောက်တက်တာပဲပေါ့ဗျာ ကျွန်တော်တို့ညာပိုင်းကောင်းမောင်းနေတဲ့အခါမှာလည်း NA ကင်းစီဖို့အတွက်မီးချိန်ခလုတ်လေးပါပါမှာဖြစ်ပါတယ်ခင်ဗျာအမိုးခင်းပြပေါ့တူးပေါက်လေးဘယ်ညာထည့်ပြီးထားတော့လိုအပ်တဲ့ပစ္စည်းတွေကိုအလွယ်တကူသိမ်းလို့ရတာပေါ့ခင်ဗျာထိုင်ကုန်ကူရှင်သားတွေကလည်းမစိုးမိုက်တယ်ဗျာနောက်ပြီးနောက်အခန်းကလည်းအကျယ်ကြီးဆိုတော့ကောင်းမောင်းရင်ပြင်မဲ့လာရင်ကျွန်တော်တို့ကားဆရာကြီးတွေတက်တောင့်တက်တာအားယူလို့ရတာပေါ့ခင်ဗျာကဲဒါဆိုကျွန်တော်တို့ကားအောက်ပိုင်းကိုဆက်ကြည့်အောင်ခင်ဗျာ ဖုန်းပေါ်လည်းဖြစ်လာတဲ့နေရာကိုလေလိုက်စနစ်တွေလည်းပုံမကောင်းမလာမှာဖြစ်ပါတယ်။နောက်ပြီးဟိုက်ဒရိုလစ်ပြောင်းကိုလည်းတပြောင်းနဲ့နဲ့ထိုင်ပေးထားပြီးတော့နောက်ဘော်ဒီစုံချက်၄ချက်နဲ့ထိုင်ပေးထားတာဆိုတော့နောက်ဘော်ဒီအတင်ချမှာလည်းဘော်ဒီကိုပုံမပြီးတော့တည်ငြိမ်စေမှာပဲဖြစ်ပါတယ်ခင်ဗျာ။အဓိကကားအုပ်ပိုင်း AC ground down ကိုလည်း153 model နဲ့ပြောင်းလဲတက်ဆင်ပေးထားပါတယ်ခင်ဗျာ။ main လေးတို့ဟပါလေးတို့တွေကိုလည်းတောင့်တောင့်တင်းတင်းနဲ့ထိုင်ပေးထားပါတယ်ခင်ဗျာ။ အမခန်နဲ့အကျိုးခံစားဖွယ်ပိုင်းဒီမှာဆိုရင်ကားစည်းလုံးရဲ့အဓိကစိတ်ပိုင်းတွေဖြစ်တဲ့ engine, ground, gear box, frame တို့မှာပါဝင်တဲ့အဓိက main ပစ္စည်းတွေဖြစ်တဲ့ engine bravo, crane, connecting hand, clutch housing, gear box bravo, shift accelerator, no accelerator တို့အမခန်နှစ်နှစ်နဲ့ကီလိုမီတာ6000ကျန်ဆက်ဆက်ပစ္စည်းတွေကိုအမခန်တစ်နှစ်နဲ့ကီလိုမီတာ3000အမခန်6လနဲ့ကီလိုမီတာ1000ဆိုပြီးတော့အပိုင်းလိုက်ခွဲခြားပေးထားပါတယ် ကားဝယ်ယူပြီးရတယ်ပုံမှန်စားပစ်စစ်ဆေးမှုအပိုင်းတွေကိုလည်းတတ်မှတ်ကီလိုမီတာအလိုက်အခမဲ့စစ်ဆေးပေးတာတွေတော့တူတော့စားပစ်ဝန်ဆောင်မှုတွေအပြင်တတ်မှတ်အချိန်ရေးအတိုင်းလက်ဆောင်ပေးတဲ့အစီအစဉ်တွေလည်းရှိသေးတာမို့လို့အတော်လေးမိုက်နေပြီပေါ့ဗျာအိမ်မက်တွေကဈေးကြီးရလို့ပြောနေကြတယ်ကျွန်တော်တို့ customer ကြီးတွေအတွက်အရေးကြလည်းရနေပြီနော်ဒါဆိုအိမ်မက်တွေကောင်းတယ်ဘောကိုကျွန်တော်တို့မြန်မာသူစားကလည်းလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ကျွန်တော်အခုရှင်းပြပေးသွားတယ်ကားကြီးရဲ့အကြောင်းကိုသေးသေးသေးရှိလို့ပါကကျွန်တော်တို့ရန်ကုန်ရုံးချုပ်ရဲ့ online phone number တွေဖြစ်တဲ့ပုံညာကို0855951ပုံညာကို0855353ပုံညာကို0855953ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ